င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကို တင်ဆက်ပေးပါရမယ့် ထမအောင်ဆုံးတပုတ်အနေနဲ့စစ်တပ်အကြမ်းဖက်မှုချက်ချင်းရက်ဖို့အမေရိကန်တောင်းဆိုရင်းကြောင့်တင်ဆက်ပေးပါမယ်။မြန်မာစစ်တပ်အနေနဲ့ပြည်သူများပေါ်အကြမ်းဖက်တိုက်ခိုက်မှုတွေချက်ချင်းရက်တံပြီးမတရားဖမ်းဆီးထားသူတွေကိုလွတ်ပေးဖို့အမေရိကန်ရဲ့အရှိအာရှနဲ့ပစိဖိန်ကြီးရာဘျူရိုအကြီးတန်းအရာရှိကမနေ့ကအစည်းအဝေးမှာတောင်းဆိုခဲ့ပါတယ်။ကမ်ဘောဒီးယားမှာပြုလုပ်တဲ့38ကြိမ်မြောက်အမေရိကန်အာဆီယံအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပြီးလိုအပ်နေသူများထံကိုလူသားချင်းစာနာမှုအကူအညီများအဟန့်တားမရှိဝင်ရောက်ခွင့်ပြုဖို့လည်းပြောပါတယ်။မြန်မာနဲ့ထိုင်းနိုင်ငံမှာမလ28ရက်ကလောက်ခတ်ခဲ့ တဲ့ငလင်တန်ကြောင့်တည်ဆုံးခဲ့ရမှုတွေအတွက်ဝန်နေကြောင်းနဲ့ပြန်လည်ထူထောင်ရေးကာလများအတွင်းအမေရိကန်အနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဂျိုးပန်းနေမှုတွေကိုဆက်လက်ပံ့ပိုးပြီးသွားမှာဖြစ်ကြောင်း၎င်းကဆိုပါတယ်အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ညီမြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးလွယ်ကူစေဖို့အာဆီယံနဲ့အမေရိကန်ရဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကို၎င်းကအလေးပေးပြောကြားခဲ့ပါတယ်ဆလပီစီအုပ်ချုပ်ရေးပြင်တိုင်းပြည်တည်ဆောက်လို့မရကြောင်း ် NUG ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တိုင်းပြည်ကိုစစ်အုပ်ချုပ်ရေးနဲ့တိစောင်းလို့မရနိုင်ဆိုတာကိုအာဏာသိမ်းစစ်ကောင်စီအနေနဲ့ပြန်လည်တုံ့တက်ဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တမန်တော်ဒေါ်လက်ရှိလာကပြောပါရယ်။မနေ့ကဧပြီလ22ရက်နေ့မှာပြုလုပ်တဲ့ NUG ဆိုရဖွဲ့အစည်းအဝေးမှာယာယီတမန်တော်ဒေါ်လက်ရှိလာကထည့်သွင်းပြောကြားခဲ့တာပေါ့။မြန်မာနိုင်ငံမှာဘက်လို့စစ်အုပ်ချုပ်ရေးနဲ့မဆိုတိုင်းပြည်ကိုအမှန်တကယ်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတာနှစ်ပေါင်း90ကျော်ကြာပြည်ရင်းစစ်ကတတ်တည်ပဲဆိုတာနားလည်ဖို့လိုနေလို့ပြောပါရယ်။မြန်မာပြည်အေဂျင်စီဘု ငင်းချင်ရင်ဆွေးနွေးပွဲများဖြစ်များအောင်တွန်းအားပေးနေရင်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့လည်းစစ်ကောင်စီရဲ့ငင်းချင်ရင်ဆွေးနွေးပွဲတွေပေါ်ထားတဲ့သဘောထားတွေကိုလေးနက်စွာစမ်းစစ်တုံ့တက်ကြဖို့ဒူဝါလက်ရှိလကတိုက်တွန်းပါတယ်။ဒါအပြင်ငင်းချင်ရင်ဆွေးနွေးပွဲများမှာပြည်သူလူထုရဲ့အတီးကလှူလာချက်တွေကိုလည်းရည်လူရှုမထားကြဖို့အားလုံးကအာရုံစိုက်ရမယ်လို့ဆိုပါတယ်။အာဆီယံနဲ့နိုင်ငံတကာကလည်းငလင်းကိုအကြောင်းပြပြီးမြန်မာပြည်ငင်းချင်ရင်ကိုပို့ပြီးဖိအားပေးလာဝင်ရှိပြီးအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းကြိုတင်ပြင်ဆင်မှုတွေလိုအပ်လာကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခ ခိုင်တန်ကပြောပါရယ် နိုင်ငံတကာရဲ့ဖိအားကလည်းငလင်ကိုအကြမ်းပြုပြီးပုံမှန်များပြားလာနိုင်ပွဲရှိပါတယ်။အခုဆိုရင်အာဆီယံဘက်ကတော့အင်တိုင်းအားတိုင်းစီမံဆောင်ရွက်လာတဲ့အခြေအနေတွေကိုတော့အားလုံးလည်းသိရှိပြီးဖြစ်ပါတယ်။နောက်ထပ်လာနိုင်ပွဲရှိတဲ့နိုင်ငံတကာရဲ့အခင်းအကျင်းတွေကိုလည်းကျွန်တော်တို့ဘက်ကဂျူတင်တွက်ဆထားဖို့နဲ့ဂျူတင်ပြင်ဆင်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။မဟာမိတ်တော်လိုင်းအင်အားစုတွေနဲ့စစ်ကောင်စီကိုစည်းအရာဖိအားပေးဖို့ဂျူပန်ရင်နိုင်ငံရေးကိုလည်းအင်အားပြည့်ပြုလုပ်ထားဖို့လိုအပ်တယ်လို့အနာဂတ်ဖက်ဒရယ်ရေးကိုလည်းရှုထောင့်ဆောင်ကထည့်သွင်းစဉ်းစားကြဖို့လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြော ောပါရယ်အာနာသိန်းစစ်ကောင်စီကအပြစ်ရထားကြောင်းကြီးညာထားတော်လဲပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အပေါ်လဲစိတ်ပြတ်ဖွယ်ကောင်းတယ်လို့မန်ဝင်းခိုင်တန်းကဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများပေါ်ပေါက်လာဖို့တိုက်တွန်းနေခြင်းတွေကိုကြိုဆိုပြီးမြန်မာတိုင်းနိုင်ငံလုံးငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုအစဉ်တစိုက်လှူလာကြောင်းလဲပြောဆိုထားပါရယ်ဇလပ်ပြီးအင်းတော်မျိုးမှာပြည်သူများအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့မြို့နယ်ထွင်းအပဝင်38ကိုမြို့နယ်ပအဖဆစ်စင်းနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအင်းတော်မျိုးကို တ်အွန်လိုင်းတပ်ဖွဲ့တွေကမသိမ်းပိုက်ခင်ဒေသခံပြည်သူတွေကိုစစ်ကောင်စီတပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိပ်စက်မှုတွေပူးပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုအပါအဝင်38ဦးကိုပြည်သူ့လုံခြုံရေးဖွဲ့ပါအဖကစစ်ဆေးနေရလို့သိရပါတယ်။စစ်ကောင်စီရဲ့မြို့နယ်အုပ်ချုပ်ရေးမှုလှတင်ဦးဆောင်တဲ့ပြူစောတိတွေနဲ့ရှမ်းနီတန်း SNE ဖွဲ့ဝင် စုစုပေါင်း38ဦးတို့ကိုမြို့သိမ်းတိုက်ပွဲမှာတော်လိုင်းတပ်တွေကဖမ်းဆီးခဲ့တာပါ။ အဲဒီနောက်အခုကပြည်သူ့လုံခြုံရေးအဖွဲ့ကစစ်ဆေးနေကြောင်းအင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တည်င်းအရင်မြစ်ကပြောပါရယ်မြို့ကိုတိန်တော့ဂျပန်လိုင်ကူတွေကနေဖမ်းမိတာဒီကောင်တွေကူထဲမှာပုံနေတာသူတို့ကျူးလွန်ခဲ့တာတွေကမရတယ်အသေးစိတ်ကိုစစ်ဆေးနေပြီးဝန်ခံနာတွေလည်းရှိတယ်လို့အဆိုပါတည်င်းအရင်မြစ်ကပြောပါရယ်အင်းတော်မြို့မှာ2021မှာ2024အတွင်းစစ်ကောင်စီကအရက်သားတွေကိုပြစ်မှတ်ထားပြီးဖမ်းဆီးခဲ့စဉ်အမျိုးသမီးတချို့အပါအဝင်30ဦးထပ်မံဖမ်းဆီးခံခဲ့ရပါရယ်အစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်2020အောက်တိုဘာ28ရက်က အင်းတော်မျိုးနမ်မဟုတ်ကြီးကြီးရွာမှာ PDF ရေပေါ်အချို့ရဲ့မိသားစုဝင်ရှင်ဦးကိုပြူစောတိကောင်းဆောင်တင်စော်ဝင်ဆိုသူကဥဆောင်တက်ဖြတ်မှုကျူးလွန်ခဲ့ပါတယ်။အဲ့ဒီဖမ်းမိထားသူတွေမှာတင်စော်ဝင်လည်းပါဝင်ပါတယ်။သူတို့ကျူးလွန်ထားတာတွေကအမှန်တွေပါလို့အင်းတော်မျိုးမှာကာကွယ်ရေပေါ်တုံးကပြောပါတယ်။အင်းတော်မျိုးကိုကစင်လွတ်လိုက်တက်မတော့ KIA အကြောင်းသားများတဲ့ APSDN နဲ့ PDF ပူးပေါင်းတက်တွေကအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်တီသားရဲ့အစီအစဉ်နဲ့မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ပြီး AB9 ရက်ကတင်းယူခဲ့တာပါ။တမခွန်ခွန်တမ မှုဘုံမှုချုပ်အောင်တပ်ဦးနဲ့စစ်တုံးပန်းအများပြားကိုလည်းဖမ်းဆီးထားပါတယ်။ဘုံမှုချုပ်အောင်တပ်ဦးပါဝင်စစ်တုံးပန်းများလူတက်မှုကျူးလွန်ခဲ့သူတွေအပြင်တရင်ပေးတွေကိုလည်းစစ်ဆေးနေစဉ်ဖြစ်ကြောင်းသိရပါတယ်။ ပုံမှုချုပ်အောင်တအုပ်ကိုအမတ်တစ်စစ်တီတာကဦးဆောင်စစ်ဆင်းနေခြင်းဖြစ်ပြီးအသေးစိတ်မတင်ရသေးပါဘူးဆက်လက်ပြီးကြောက်ကူမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဆက်ဖြစ်ပြီးစစ်တုံးမှန်တုံးဖမ်းမိရဲ့လို့ DPL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းရဲစောင်းမြို့နယ်ကြောက်ကူကျင်းရွာနီမှာတနုပြည်သူလူမျိုးရေးတပ်တော် DPL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်တုံးမှန်အဖြစ်တုံးဦးဖမ်းမိကြောင်းအဆိုပါတပ်ကသတင်းထုတ်ပြန်ပါတယ်အေဘီလာ21ရက်နေ့လေကကြောက်ကူရွာနီတိုက်ပွဲပြင်းထန်ခဲ့ရာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိခဲ့ကြောင်းအသိပေးပါတယ်ဒါအပြင်စစ်က ကောင်စီတပ်ဖွဲ့ဝင်၃ကိုစစ်တုံးပန်းဖြင့်ဖမ်းမိခဲ့တယ်လို့ဖော်ပြပါရယ်စစ်ကောင်စီတပ်ကဤပီလာ၂၁ရက်တိုင်ပွဲမသိခင်ကနေ့ကကြောက်ကူကြေးရွာအနီးကိုလက်နက်ကြီးပစ်ခတ်ခြင်းလင်းရင်နဲ့ပုံကျဲခြင်းများမကြာခဏပြုလုပ်တယ်လို့ဆိုပါရယ်နေမြေချင်းဆက်ဆက်နေတဲ့ရှမ်းမြောင်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာလည်းတောင်တက်မတော့ DNL နဲ့ DPL တပ်တွေရှိရာကိုစစ်ကောင်စီကအပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရလို့ဖော်ပြထားပါရယ် ဒါအပြင်စစ်ကောင်စီတပ်ကတောင်ခန်းချင်းရွာနီမှာ AP 21ရဲ့တိုင်ပွဲအတွင်းအစိတ်တန်းငွေဘုံအုံပြူလေးချောင်းတိုက်ခိုက်ခဲ့ပြီးရဲဘော်များအစိတ်ဘုံတင်းဝေဒနာများခံစားခဲ့ရတယ်လို့ DNL နဲ့ DPNL တို့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကအပြင်ရဲ့ကြောင်းကြီးညာထားတော့လဲနိုင်ငံတကာကတားမြစ်ထားတဲ့တိုက်ခိုက်မှုမျိုးအကြိမ်ကြိမ်ကျူးလွန်နေကြောင်းအစိတ်တန်းငွေတုံအုံပြူတိုက်ခိုက်ခြင်းကိုတောင်ခန်းတိုက်ပွဲသားမကအခြားသောတော်လိုင်းတပ်များရှိရာနေရာများမှာလည်းမကြာခဏလေးချောင်းမှပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။ DPNL နဲ့စစ်ကောင်စီတပ်အကြအခု2025ခု နှစ်အတွင်းတိုက်ပွဲဖြစ်ပွားခဲ့မှုကိုဖော်ပြရာဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲဖြစ်ပွားမှု68ကြိမ်ရှိရလို့အသိပေးပါရယ်တိုက်ပွဲအတွင်းထိခိုက်ကြဆုံးအခြေအနေအသေးစိတ်ကိုဖော်ပြမထားပါဘူး DPNL ပြောရေးဆိုခွင့်ရှိသူကိုအမောင်ထန်းဆက်သွယ်ကလက်ရှိစီးရင်အခြေအနေနဲ့ရခင်တိုက်ပွဲများအခြေအနေများကိုမေးမြန်းထားပါရယ် DPNL ရဲ့ထုတ်ပြန်ချက်တွင်ရာ2024ခုနှစ်ကုန်ပိုင်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သေးဆုံးထိခိုက်မှုများပြပြီးလက်နက်ခဲယမ်းများစွာကိုလည်းတင်ပန်ရရှိထားကြောင်းဓာတ်ပုံမှတ်တမ်းဒီမှာတွင်ရပါရယ်စစ်ကောင်စီက လင်းပေးတံကြောင့်ဒုက္ခကြုံနေရချိန်မှာလေကြောင်းတိုက်ခိုက်မှုတွေအဆက်မပြတ်လှုပ်ဆောင်လျက်ရှိကြောင်း TPNL ကထုတ်ပြန်ပါတယ်။တောင်တမတော် TNL နဲ့တူတိုက်ပွဲဝင်နေတဲ့ TPNL ကစစ်ကောင်စီတပ်ကိုရဲဆောင်မြို့နယ်နောင်ချိုမြို့နယ်တို့မှတိုက်ခိုက်နေတဲ့တော်လိုင်းတပ်ဖြစ်ပါတယ်။နှစ်ဖက်တိုက်တွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TPNL ကထုတ်ပြန်ခဲ့ပြီးအခုနှစ်အတွင်းနှစ်ဖက်တိုက်ပွဲအကြိမ်60ကြောင်းဖြစ်ခဲ့တယ်လို့အတည်ပြုပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဘကိုးတိုင်းမှာအသည့်ဖွဲ့စည်းထားတဲ့ပြည်သူစစ်တွေကိုစစ်ကောင်စီကလက်နက်တပ်စင်တွေကြောင့်တင်ဆက်ပေးပါမယ်။ဘကိုးတိုင်းတွင်းမှာရှိတဲ့တပ်နယ်တွေအလိုက်အသည့်ဖွဲ့စည်းထားတဲ့ဌာနပြည်သူစစ်တွေကိုစစ်ကောင်စီကအခမ်းအနားနဲ့တကွာလက်နက်တပ်စင်ပေးထားခဲ့တယ်လို့စစ်ကောင်စီကကွင်းဦးစည်းချုပ်ရုံးကထုတ်ပြန်ပါတယ်။ဘကိုးတိုင်းတပ်နယ်တွေအလိုက်ဖွဲ့စည်းထားတဲ့ပြည်သူစစ်တွေကိုလက်နက်တပ်စင်တဲ့အခမ်းအနားကို AP 22မှာတောင်ငူမြို့အခြေဆိုင်တောင်မတိုင်းစစ်ဌာနချုပ်မှာပြုလုပ်ခဲ့ပြီးကကွင်းဦးစည်းချုပ်ရုံးကြီးမှဒုတိယဗိုလ်ချုပ်ကြီးဖုံမြတ်တောင်မတိုင်းစစ်ဌာနချုပ်တိုင်မုံဗိုလ်ချုပ်ကြီးတိုက်တို့တက်ရောက်ခဲ့ ဲ့တယ်လို့သိရပါတယ်။လက်နက်တပ်ဆင်ပေးခဲ့တဲ့ပြည်သူစစ်ဖွဲ့ဝင်တဲ့ဘလောက်ရှိရဲဆိုတာကိုတော့စစ်ကောင်စီကထုတ်ပြန်မထားပါဘူး။စစ်ကောင်စီက2022ကစလို့ဘကိုတိုင်းအရှိချမ်းတဲ့အနောက်ချမ်းတပ်တွေမှာပြည်သူစစ်ဖွဲ့အစ်တွေဖွဲ့စည်းပြီးဇက်တိုင်းတက်စင်လက်နက်တက်စင်ပေးနေတာဖြစ်တယ်လို့သတင်းမှဖော်ပြထားပါရှင်